မေတော်ဝင်းနှင်းပြူခေါ်မေတော်ဝေဝေနိုင်မေးထားတဲ့မေကုံကနတ်ပြည်နဲ့ပတ်သက်ပြီးတော့မေးတဲ့မေကုံပဲဖြစ်ပါတယ်။အမှန်တန်ကောင်းမလဲမေကုံလေးပါ။ဆိုတော့နတ်နေဒီကနီးမှာနမိတ်၅ချက်ထင်ပါတယ်။နံပါတ်၁ကနပန်းညှို့တယ်။နံပါတ်၂ကအဝိစာညှို့တယ်။နံပါတ်၃ကိုအောင်ကိုဝါလေးညှို့လာလိမ့်မယ်။နံပါတ်၄ကခန္ဓာကိုယ်ရုပ်ဆင်းတွေဖောက်ပြန်လာလိမ့်မယ်။အဲ့ဒါတော့ချွေးကြတယ်လို့ပြောတယ်။ဆိုကြတော့ပီယနီတွေတွန့်လာတာပေါ့။ပြီးတဲ့ခါကျတော့နတ်ပြည်မှာမပြောတော့ဘူး။အဲ့ဒီနတ်သားကြီးကျင်းတွေပေါင်းတည်တော့မယ်။သို့တော့ အဲ့ဒီလိုနမိတ်၅မျိုးထင်းပြီးတော့တေးရတဲ့နတ်သားကရှားပါလေ။ဟုတ်တော့ဖြုံးကနေတော့တေးရတဲ့နတ်သားနတ်သမီးတွေလည်းရှိ။အဲ့ဒီလိုနမိတ်၅ချက်ထင်းနေတဲ့နတ်သားကိုမြင်တဲ့နတ်သားတွေကဘာပြောလဲလို့မေးရင်အမောင်သေးတော့မယ်။အမောင်သေးတော့မယ်ဆိုညီမလိုပဲပြောမယ်။လူပြီကိုသွားပါလို့ပြောတာ။လူပြီကိုသွားပါပြီးတော့ယတနာတွေကောက်ပါပြီးတဲ့ခါကျတော့အဲ့ဒီကောက်ပြီးသားယတနာတွေကိုစူးစီးစူးဆောင်းခဲ့ပါစူးဆောင်းခဲ့ပါလို့ပြောတာ။သူတို့ကတော့အမောင်သေးတော့မယ်။ နတ်ပြည်တဲ့တာတဲ့ဘုံဝင်သွားပါကလူပြည်ကိုပြောတာဒီသုံးငုံပြောတယ်နော်နတ်ပြည်တဲ့တာတဲ့ဘုံသွားပါယရဏာတွေကောက်ပါကောက်ပြီးသားယရဏာတွေစူးဆောင်းပါဒီလိုမျိုးသုံးငုံပြောပြီးတော့မှားတယ်အဲဒါသလို့ရှိရင်ဟုတ်ပြီလူပြည်ကိုဘာဖြစ်လို့နတ်တွေကလွန့်လာတယ်လို့မင်းဖျားတရားတန်ကယရဏာမြတ်တော်မှာလူပြည်မှာပဲရှိတယ်အရိယာဖြစ်ကြောင်းတရားကိုကြည်ညင်နဲ့အားထုတ်ခြင်းနဲ့ဆိုသေဒီချာချာရှိတာကလူပြည်မှာပဲရှိတယ်အဲ့ဒီလူပြည်မှာရှိတယ်ဆိုတာလေသာသနာတွင်ရှိနေတဲ့အချိန်မှာရှိတာ သူတို့ကြပါသူဖះပွင့်နေတဲ့အချိန်မှာပဲရှိတာဖះမပွင့်တဲ့စသည်ကဘာဒီကဘာဒီမှာဆိုလို့ရှိရင်တော့လူပီရောက်လဲအလကားပဲလို့ဒီလိုပဲချွင်းချက်အနေနဲ့မှတ်ရမှာပေါ့ဆိုတော့ဒါလူပီကိုသွားပါလို့ပြောတာဒီအိဓိပ္ပယ်နဲ့သွားတာဒီအိဓိပ္ပယ်ရှိတယ်ယရဏာတွေကောက်ပါအဲသူကဘုရားတရားတန်ခါယရဏာမြတ်သုံးပါးကိုကိုးကွယ်ပါကောက်ပြီးသားယရဏာတွေကိုခိုင်မြဲအောင်လုပ်ပါဆိုတာအရိယာဖြစ်အောင်လုပ်ခဲ့ပါလို့ပြောတာယရဏာသုံးပါးကိုမမိမသုံးကြီးညိုကိုးကွယ်တယ်ဆိုတာအရိယာဖြစ်အောင် ကျင့်မှာအရိယာဖြစ်သွားမှာယတနာမြတ်သုံးပါးလွဲရင်ဘသူဘယ်အရာဟုမှမကိုးကွယ်တော့ဆိုတာသောတာပန်တီးသွားမှာဖြစ်တယ်။ကျန်တဲ့ဘဝတွေဖြစ်သွားရင်ဟိုဘက်ကျန်ပြောင်းသွားတာပြောင်းသွားနိုင်တယ်။ဒါကြောင့်အရိကနမတေကသောတာပန်တီအောင်လို့သောတာပန်တီမှာဘယ်နေရာရောက်ရောက်ကျင်းနေတာသောတာပန်တီမှာတမ္မပုရိသေနတ်သမီးနတ်သားကနတ်ပြည်ရောက်လဲမသေးကြဘူး။ဒါကတစ်ချက်ပဲ။နောက်တစ်ချက်ကနတ်ပြည်မှာကုသိုလ်ပြုတ်ခွင့်အခွင့်အရေးမရှိဘူးလားတဲ့အခွင့်အရေးမရှိဘူးလို့ပြောရမှာဟုတ်လားတော့ ယတနာမြတ်တော်မှာမရှိလို့အခွင့်အရေးမရှိဘူးအခွင့်အရေးရှိတယ်တရားမင်းတို့စသည်နတ်သားတွေကတန်နေကူရာမြမာတို့ကတရားလာဟောတယ်သို့တော်လူပြည်မှာတောင်တရားမနာခြင်းတဲ့ပုဂ္ဂိုလ်ကနတ်ပြည်ကြမှာတရားနာမယ်ဆိုတာလုံးဝမဖြစ်နိုင်ဘူးဒါကြောင့်အခွင့်အရေးမရှိဘူးတရားမနာဘူးဘာလို့လဲဆိုတော့နတ်ပြည်ဆိုတာလူပြည်ကရလာတဲ့လူပြည်ကလုတ်သွားတဲ့အကျိုးကိုသွားခံစားတဲ့ပုံပဲဒီလူပြည်မှာတည်တယ်တည်လာတဲ့တပြိုင်နက်နတ်ပြည်ဆိုင်ရာနတ်ပြည်မှာဆိုင်ရာဘုံပိမှန်ဆိုင်ရာဥယျာဉ်ဆိုင်ရာနတ်သမီးဆိုင်ရာနတ်သမီးနတ်သားနဲ့ ပျော်ပျော်ရွှင်ရွှင်နေနေရတာဖြစ်တဲ့အတွက်ကြောင့်တရားနာဖို့ကုသိုလ်လုပ်ဖို့ဆိုတာအကုန်လုံးကိုမေ့သွားတာဘာလို့လဲဆိုတော့ပျော်တာ哦အဲ့တော့နတ်ပြည်ဆိုတာကာမသုပ္ပိခုနှစ်ပုံထဲမှာပါတဲ့အတွက်အားလုံးကလူပုံလိုပဲသို့တော့နုနုညံ့ညံ့ခံစားတာနဲ့ကြံ့ကြံ့ညံ့ခံစားတာဒါပဲกว่าတယ်။ဒါကြောင့်နတ်ပြည်ရောက်တဲ့အရိယာဖြစ်မှာစိတ်ချရတယ်။သို့တော့ဒါဆိုကုသိုလ်ပြုဖို့အခွင့်အရေးမရှိဘူးလားဆိုရှိတယ်သို့တော့လှုပ်ရှင်သိမရှိဘူး။နောက်မရှိဘူးလို့လည်းပြောလို့ရတယ် ဘာလို့ဆိုဖျားတရားတန်ခါကျတနာမြတ်တော်မှာလူပြည်မှာပဲရှိအခုတရားနာခြင်းနဲ့အခုရှိတယ်အခုဘာလို့သင်္ကန်းကတ်ခြင်းနဲ့လူပြည်မှာရှိတယ်နော်အခုသစ္စာတရားအခုလူပြည်မှာရှိတယ်နတ်ပြည်မှာအဲ့ဒါမရှိဘူးရှိလေရိုးရိုးတန်မှန်နတ်သမီးနတ်သားကအဲ့ဒီတရားကိုမကြိုက်ဘူးဘာလို့လဲဆိုတော့ကိုလှုပ်သွားတဲ့ကုသိုလ်ကလည်းရိုးရိုးနဲ့လှုပ်သွားတာမဟုတ်လို့ကိုရောက်လို့ရှိရင်လည်းအဲ့ဒါတွေစိတ်ဝင်စားဘူးဒါကြောင့်ဝိပဿနာတရားအားထုတ်ပြီးတော့ ဒီမှာပြောတဲ့ဆူလာတော်လာမန်အဖြစ်နဲ့တေးသွားတဲ့ပုံကညာဟိုကြတော့အဲ့ဒါကိုသတိလှုံလိုက်တာနဲ့ပြောကြပါတော့အဲ့ဒီတရားအထုတ်ဖို့အတန်လေးကြားလိုက်တာနဲ့သတိလေးလှုံလိုက်တာနဲ့တရားတန်လေးကြားလိုက်တာနဲ့ဖြတ်ဆိုခန္ဓာကိုယ်လေးကိုညံရောက်ပြီးသားဟုတ်လို့ဆိုညံအိုက်မှာပိုးထက်သွားတာဒါကြောင့်ဝိပဿနာလှုပ်ဖို့ဆိုတာကိုအမြဲတမ်းတိုက်တွန်းတာအဲ့ဒီဟာပဲနတ်မျိုးရောက်ဖို့တိုက်တွန်းတာမဟုတ်ဘူးဝိပဿနာလှုပ်လို့ရှိရင်အဲ့ဒီဟာသေချာပြီးသားဖြစ်တဲ့အတွက်ကြောင့်အကျိုးတစ်ဆက်အရာအိုက်မှာရပြီးသားဓာတ်တစ်ချက် နှစ်ချက်ကရိုးရိုးနန္ဒာတပားကနတ်ပြည်မှာတရားကျင့်ပြီးတော့အရိယာမဖြစ်နိုင်ဘူးလားတဲ့ဖြစ်ဖို့ခဲရင်ပါလေလူပြည်မှာတရားပွဲတွေအများကြီးရှိတယ်တရားစခန်းပွဲတွေအများကြီးရှိတယ်မြန်မာပြည်မှာအခုတရားစခန်းပွဲတွေအများကြီးလုံးကြသေးတယ်ဒီရွာတွေမှာတရားစခန်းပွဲဘုံဘုံဟိုတလုံးကတရားစခန်းပွဲအခုပြီးခဲ့တဲ့ရက်ကပြီးခဲ့တယ်တနည်းရတရားစခန်းပွဲပြီးခဲ့တယ်ရွာအနေထားအပြင်မြို့အနေထားအပြင်လူပေါင်းထောင်နဲ့ကြီးရှိတယ်ဒါပေမဲ့တကယ်တမ်းတရားနာနာတဲ့ပုဂ္ဂိုလ်က80လောက်ပဲရှိတယ်80လောက်ပဲတရားအထုတ်တဲ့ပုဂ္ဂိုလ်ရှိတယ် အဲ့တော့အဲ့လိုပုံကူမျိုးကအဲ့လိုနေရာမျိုးမှာနတ်ပြည်ကိုရောက်သွားတဲ့ပုံကဟိုကြမှာအရိယာဖြစ်အောင်တရားအားထုတ်မယ်ဆိုတာဘလို့မှမဖြစ်နိုင်တော့ဒါရိုးရိုးတွေးလို့ရတယ်ဒါပေမဲ့ဖြစ်တဲ့ပုံကမရှိဘူးလားလို့မင်းရှိတယ်သို့တော့အ ਨੇ အချင်းလေးပဲလူကြီးမှလို့ပေါ့ဗျာတရားစကံမွဲဖွင့်တယ်ဆိုကြမှာတော့မန္တလေးရန်ကုန်တရားစကံဖွင့်တယ်လူဦးရေပြေးတက်အနေနဲ့ဓမ္မယုံကြီးကိုကွဲထွက်သွားအောင်လို့လူတွေပြည်နေမှာပေါ့သို့တော့မလာပါဘူးတော့လူကြီးထောင်ကနန်းရှိတယ်လူကြီးယာကနန်း900ထောင်ရှိတယ် အရိတ်တာဟာဒါအမတန်များတယ်လို့ပြောလို့ရတယ်ဆိုတော့ယင်ဒီသစ္စာတရားဒီအကြိုက်နေတယ်လူပြည်မာတွေကမကြိုက်တဲ့ပုဂ္ဂိုလ်ဟာရိုးရိုးတမ္မန်ဒါနတမ္မန်သီလတမ္မန်တမထလောက်နဲ့ရောက်သွားတဲ့ပုဂ္ဂိုလ်ဟာဟိုရောက်ရင်လည်းတမ္မန်အဆင့်မဲ့နေတာဖြစ်တဲ့အတွက်ကြောင့်ဟိုကြမှာအရိယာဖြစ်ဖို့ဆိုတာမလွယ်ဘူးမလွယ်ဘူးမလွယ်ဘူးလုံးဝမလွယ်ဘူးဒါမှမဟုတ်ချင်းချင်းအနေနဲ့သူ့ပြည်မာနတ်သားသူ့ပြည်မာနတ်သားဆိုတာရှိတယ်အဲ့ဒါဘုရားအဲ့ဒီချိန်ဦးဇင်းတို့ဘောလုံးမြတ်စွာဘုရားရှိတဲ့အချိန်ပေါ့ အဲ့ဒီမှာနတ်ပန်းခုနေရင်လည်းနတ်သမီး900ပျောက်သွားတယ်900ပဲကျန်တော့တယ်အဲ့ဒါကိုသူကြည့်လိုက်တော့900လုံးကအဝေစီရောက်သွားတယ်ပြောကြပါဆိုအပယ်၄ပါးရောက်သွားတယ်လို့ပြောရအဲ့ဒါနဲ့သူကလန့်ပြီးတော့မြင်လိုက်တယ်သူ့ရဲ့နတ်တို့ရဲ့ဒိဗာဆက်ကုန်နဲ့ကြည့်လိုက်တော့ဘယ်ရောက်သွားတာလဲ900ရဲ့နတ်မီးပြား900ဆိုတော့ကြည့်လိုက်တော့အပယ်၄ပုံရောက်သွားအဲ့ဒါကိုသူကြောက်လန့်ပြီးတော့သူ့အသက်ကိုပြန်ကြည့်တော့သူလည်း9ရက်နေရင်တင်မဲတင်ရင်အပယ်၄ပါးကြောက်မယ်အဲ့ဒါကိုကြောက်ပြီးတော့ကြပြားသည်လူပြီကိုပြန်ဆင်းပြီးတော့ဘုရားရှင်မှာတရားနာတယ်တစ္ဆာတရားမှတ်တာ တစ္ဆာတရားကို နားပါတယ်အဲ့ဒါနေပြီးတော့သောတမန်ဒီနတ်ပြည်မှာဆက်ပြီးတော့ပြန်နေရတယ်လွင်ရင်ချုပ်ကတစ္ဆာတရားသောတမန်ဒီဘုဝိပဿနာအထုတ်ဖို့မဉဏ်ရဖို့လွင်ရင်ချုပ်ပဲဆိုတော့အဲ့ဒီတာရကလေးတွေနည်းအချင်းရှိပါတယ်နောက်တကယပုထုဇဉ်နတ်ပြည်မှာတွေဟာ လူပြည်မလာဘဲနဲ့နတ်ပြည်မှာအရိယာဖြစ်အောင်အထုတ်လို့မရဘူးလားဆိုတော့ခေါင်းကပုံစံအတိုင်းပါပဲအထုတ်လို့ရတယ်သို့တော့ကိုယ်ကဝါသနာမပိုင်မရဘူး ကိုနေရာမှာဘလောက်ပဲတရားစခန်းပွဲတွေဖွင့်နေနေကိုကသွားပြီးတော့တရားထိုင်ရင်လည်းစိတ်တရားအထုတ်ခြင်းနဲ့စိတ်မရှိရင်ဘလို့မှမရဘူးရှိတာတော့ရှိနေမှာပဲအနာဂမ်မြမအီးတွေတရားဟောတာရှိမယ်တရားမင်းသောတာပန်တရားဟောတာရှိမယ်နတ်သားတွေတရားဟောတာရှိလိမ့်မယ်သောတာပန်နတ်သားတွေသို့တော့ကိုမဝါဒနာမှာပါတာဒီတရားဝဲကိုရောက်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးเนาะအဲ့တော့နတ်ပြည်ရောက်မှအထုတ်မယ်ဆိုတာမဖြစ်နိုင်ဘူးဆိုတော့မဖြစ်နိုင်ဘူးရှိတော့ရှိမယ် နောက်တစ်ခါနတ်တွေကလူပြည်ကိုဘာလို့တန်ဖိုးထားရလဲဆိုတော့ခொနကပြောခဲ့တာပေါ့ယန္တနာမြတ်တော်မှာလူပြည်မှာရှိတယ်နတ်ပြည်ရောက်တာလူပြည်ကလုခဲ့လို့လေလူပြည်ကလုခဲ့တဲ့ကံတတ်တီကြောင့်နတ်ပြည်ရောက်တာအဲရိုးရိုးနတ်သားတွေအေးတည်ရင်လူပြည်ကိုပြန်လာကြတယ်ဆိုတာပြန်လာဖို့တိုက်တွန်းတယ်ဆိုတာကုစုလုကုပဲကုစုလုကုပဲရိုးရိုးနတ်သားတွေတည်တဲ့အခါမှာဒီကဏီမှာလူပြည်ကိုသွားကြ ယရနာသုံးပါအာလိုဘုရားတရားတန်ခေါကုကွယ်ကြခိုင်မြဲအောင်လုပ်ကြဆိုမကင်ရှိပါဝင်းနေကင်းအောင်လုပ်ကြအဲ့ဒီမှာယရနာသုံးပါအဲ့ဒီမှာသစ္စာတရားရှိတယ်အဲ့ဒီမှာမကင်ရှိပါတရားရှိတယ်အဲ့ဒါသာသနာပွင့်နေတဲ့အချိန်အဲ့ဒီကိုသွားအဲ့ဒီမှာတရားအားထုတ်လို့ရတယ်အဲ့ရနေပြီးတော့ညီမတန်တရားလွတ်မယ်ဆိုတာကိုပြောတာဒါကဝဟရတအဓိပ္ပာယ်နဲ့ပြောတာပဲအဲ့လိုနားလည်ရင်ပို့ပြီးတော့ကောင်းတယ်နော်အဲဒါကြောင့်မလို့ဒါဒီဟိုနတ်သမီးနတ်သားတွေဖြစ်ရတယ်ဆိုတာလူပညာဖြစ်တာပါနတ်ပြည်ကမှလောက်ပြီးတော့နတ်ပြည်ကနေသွားတယ်ဆိုတာကအမတန်မှရှားပါတယ်။ဒါကြောင့် အနတ်တွေဟာဖျားပွင့်တဲ့အခါမှာအဲ့နဲ့ဒီအရိယာဖြစ်သွားတာအများကြီးပဲအဲ့ဒါကတော့နတ်သက်ရှိပေါ့ဆိုကြပါစို့ကုလိုကောင်းမှုကလှုပ်ထားတယ်ဆိုကြပါစို့တရားမင်းပေါ့ဗျာတရားမင်းဟာမသနာရွာဆိုတော့ခုမင်္ဂရာပဲအဲ့ဒီမှာပရာဟိတာတွေစသည်ပေါ့တီလာတွေစောင်းထိန်ထိန်ကျောင်းလေးတရားတွေကျောင်းမရှိဘူးတရားတွေစောင်းလေရေတွင်းရေကန်တွေတူးဖို့ရင်းနဲ့ရွာတွေကိုပြင်လန်းနေခင်းနေတယ်တည်တဲ့အခါမှာတရားမင်းမာကရလို့ဖြစ်တယ်အဲ့ဒီကနေတက်တန်းအရှိကြီးနေရပြီးတော့ဒီမြတ်စွာဘုရားနဲ့တွေ့တဲ့အခါကျတော့ တရားနာခွင့်ရသွားတယ်။အဲ့ဒီတရားနာခွင့်ကရာသီချိုးမှရတယ်။မြတ်စွာဘုရားအဲ့ဒီမှာမိကုံးနေမိပြီးတော့သူတန်တရားချင်းသွားတယ်။အဲ့ဒီမှာဒိဋ္ဌိနဲ့ဝစီကိစ္စပြုတ်ပြီးတော့အဲ့ဒီတရားနာတဲ့တရားပွဲမှာငုတ်တုတ်သေးသွားတယ်။သိရင်းနဲ့သောတာပန်ဖြစ်တယ်။အဲ့ဒီမှာပဲအဲ့ဒီနတ်တရားမင်းအတိုင်းပြန်ဖြစ်တယ်။အဲ့ဒါကိုတရားမင်းနဲ့ဖခင်နဲ့၂ရောက်ပဲသိတယ်။ကျန်တဲ့နတ်သားမြတ်သမီးနတ်သား၈000၄000မသိပါဘူး။သူတို့ကအဲ့လိုပုံစံမျိုးဖြစ်ပြီးတော့ဖခင်ပွင့်တဲ့အချိန်မှာ တရားပြန်ပြီးတော့ဆင်းလာရတယ်အဲ့ဒီဒါကြောင့်မလို့နတ်တွေဟာလူပြည်ကိုတန်မိုးထားတာဆိုကြဘုရားတရားတန်ခါယတနာမြတ်သုံးပါးကိုတန်မိုးထားတာရိုးရိုးနာမနတ်သမီးနတ်သားအဆင့်နဲ့ရောက်သွားတဲ့ပုဂ္ဂိုလ်ကတော့နတ်ပြည်ကနေခொနကသူ့မှာနတ်သမီးသူ့မှာနတ်သားရဲ့နတ်မပြား900လို့ပေါ့တေတာနဲ့အောက်ကိုတန်းပြီးတော့ရောက်ရောက်သွားတယ်အဲ့ဒါဘာလဲလို့မင်းရင်နတ်တွေဟာလောဘဒေါသမောဟအပြည့်အဝရှိနေတယ် အခုနကတရားမင်းတို့လည်းအဲ့ဒါရှိတယ်သို့တော်သူတို့ကတတန်းရှိနေတယ်ဖျားနဲ့တွေ့နေတဲ့အတွက်အဲ့ဒီကံသူတို့မှာခံထားတဲ့အတွက်ကြောင့်ဖျားတရားကိုနာခွင့်ရတယ်အဲ့ဒါကြောင့်အရိယာအခုရှိနေတဲ့တရားမင်းပြီးသောတာပန်တရားမင်းဖြစ်တယ်သူရဲ့မိဖုရားတွေလည်းသောတာပန်တွေဖြစ်သွားကြတယ်သူတို့ကလူပိတာလင်းအကောင်းဆုံးဘာလို့လဲတစ္ဆာတရားအခုရှိလို့ဒါတော့သာသနာအတွင်းမို့လို့သာသနာပမှာတော့မရှိနိုင်ပါဆိုလို့ရှိရင်နတ်မိနဲ့ပတ်သက်ပြီးတော့နတ်မိမှာတရားအားထုတ်လို့မရဘူးလားလုံးလုံးကူကူမရနိုင်ဘူးအခုလူပိမာတော်မှာ တရားအားထုတ်ဖို့အင်မတန်မှခိုင်းရင်းနေတာ။နတ်ပြည်အင်မတန်မှပျော်ဖို့ကောင်းတဲ့နေရာမှာအားထုတ်ကြပါသို့သောလုံးဝမဖြစ်နိုင်ဘူး။လုံးဝမလုပ်ချင်ဘူး။နော်အဲ့တော့သေတော့လည်းပဲနတ်ပြည်မှာတန်ဝေကရတရားဘာမှမရှိဘူး။လူပြည်လိုဥဒီဥဒ္ဒရုပ်ခန္ဓာကိုရှိတာမဟုတ်သေလည်းဖြတ်ဆိုပျောက်သွားတာ။အဲ့တော့အဲ့ဒီခါကျမှတန်ဝေကရပြီးတော့တရားအားထုတ်မယ်ဆိုရင်တော့မမျော်လင့်ပါနဲ့အခုလူပီယာတွေကကိစ္စပြီးအောင်သာသနာနဲ့တွေ့နေတဲ့သစ္စာတရားနဲ့တွေ့နေတဲ့အချိန်မှာကိစ္စပြီးအောင်ပြုလုံးနိုင်တော့ ယောဂီသူတော်စနစ်ဖြစ်ကြပါစေကုန်သတည်း今年南无伽玛阿毗达那比阿卢ဓမ္မအလူတရားအလူတော်ဖြစ်ဘာဝလူရမ်းညတဲ့အလူရှင်များမှာမေတော်နမ်ခမ်းမွန်ရေတကားတော်ဥကြော်စေရလင်းရေမေတော်လင်းမမရေမေတော်ကြည်ကြည်ဝင်းရေမေတော်နန်းဥခင်ရေတကားတော်ဥတင်မြင့်ရေမေတော်တင်ွေဥရေ နောက်တစ်ခါဝင်းနှင်းပြုအကောင့်ပိုင်ရှင်မေတော်ဝေဝေလှိုင်းတို့ပဲဖြစ်ပါတယ်အဲ့တော့ဤကုသိုလ်ရှင်များသည်ကြောက်ဆက်ဖြစ်သောဘေးအန္တရာယ်တို့ကိုတို့မြောက်ကင်းစင်လွတ်ပြောက်ပါစေဒုက္ခပေါင်းတို့ချုပ်ငြိမ်းရာနိဗ္ဗာန်သို့မြတ်မောပြုနိုင်ပါစေလို့ဆုတောင်းမေတ္တာပြုပါတယ်အဲ့တော့ယင်သောတာပန်နဲ့ပတ်သက်တဲ့မိဂွန်းကိုမိထားတဲ့ဝင်းနှင်းပြုအကောင့်ပိုင်ရှင်မေတော်ဝေဝေလှိုင်းရဲ့မိဂွန်းမှာ ောဓဘာန်နဲ့ပတ်သက်တဲ့အကြောင်းအရာပေါ့ဆိုတော့ဘောဓဘာန်သားတွေဟာဘုရားတရားတန်ခါယတနာမြတ်သုံးပါးကိုဘာကြောင့်ကိုးကွယ်တာလဲလို့လူရင်းအချုပ်ကိုပြောရရင်နိဗ္ဗာန်ရဖို့ပဲဒါဆိုနိဗ္ဗာန်ရဲ့အရှိမတခုကျန်သေးတယ်အဲ့ဒါဘာလဲလို့မေးရင်အပယ်လေးပါးကိုမရောက်ဖို့ပဲဆိုတော့လူတွေသိရင်ဘာဖြစ်လို့ကြောက်တာလဲလို့မေးရင်အပယ်လေးပုံရှိနေတဲ့အတွက်ကြောက်တာ ဒါဆိုအပယ်လေးပုံမရှိတော့ဘူးဆိုရင်အဲ့လူကြောက်သေးသလားလို့မေးရင်မကြောက်တော့သို့တော့ကြောက်နေဒေါသမပယ်လို့ကြောက်တော့ကြောက်ညာအံသူ့အတွက်ခတိဟာလူဘဝမဟုတ်တော့ဘဲနဲ့အပယ်လေးပါလဲမဟုတ်ဘူးလူဘဝလည်းမဟုတ်တော့ဘဲနဲ့နတ်ပြည်ဆိုတော့တေးရမှာကြောက်စရာမလိုတော့ဘူးတေးသားသွားလို့ဥမာတမ္မာဝရီတို့ပေါ့တမ္မာဝရီတို့ဟာသူတို့ရဲ့နန်းတော်ဆောင်ကြီးကိုမီးရှို့ပြီးတော့အသက်ခံရတဲ့အချိန်မှာသူဟာသောတာပန်တည်ပြီးသားဖြစ်တဲ့အတွက်ကြောင့် တရားမှမကြောက်တော့ဘူးတရားနှလုံးသွင်းပြီးသိတယ်နတ်ပြည်ရောက်တယ်အေးအေးချမ်းချမ်းပဲဒါဆိုဟုတ်ပြီသောတာပန်တည်ဖို့ဟာနံပါတ်1ပဲဒါဆိုအဲ့ဒီသောတာပန်နဲ့ပတ်သက်ပြီးတော့ဘာလို့ဆက်ပြီးတော့ရှိလဲဆိုတော့ဧကဗေဒသောတာပန်တဘောကနဲ့ဒီဘောကပြီးရင်နောက်ဘောကဆိုကိစ္စပြီးတယ်နောက်တခါကောလံကောလံသောတာပန်ကြတော့၄ဘောက၅ဘောကနဲ့ကိစ္စပြီးတယ်သောတာပန်နောက်တခါ ခုနဘုံကလည်းကိစ္စပြီးတဲ့သောတာပန်ပေါ့အဲ့တော့ယရဏတုံမှာလာတဲ့ပါဠိကတော့နတ်တိဘုံအထမမာရိယန္တိဟာရှစ်ဘုံအထိမနေတော့ဘူးလို့ပြောတာသောတာပန်ကသောတာပန်ရှစ်ဘုံအထိမနေတော့ဘဲနဲ့အဲ့ဒီခုနဘုံကရှစ်ဘုံကဒီအတွင်းမှာပဲရဟန္တာဖြစ်ပြီးတော့ကိစ္စပြီးတယ်လို့ဆိုလိုတာဆိုတော့နတ်ပြည်ခုနဘုံရဲ့အခုရောက်ဆဲဖြစ်စေသောတာပန်ဖြစ်စေဘဝနဲ့ပေါင်းရင်တော့ရှစ်ဘုံကဒါဆိုပြီးတယ်အဲ့တော့သောတာပန်နေဟာသောတာပန်နေတည်တဲ့အခါမှာ လုပ်ပြီးပြန်လာနိုင်သေးသလားဆိုတော့ဒါကတော့အနေကံအနေနဲ့ပြောတာအေကံမရှိဘူး။ဘာလို့လဲလို့မေးရင်သောတာပန်တီးသွားတဲ့ပုဂ္ဂိုလ်ရဲ့တန်တန်းမှာမဂ္ဂင်ဟာ၈ပါးလုံးဝင်တဲ့မှာအပြည့်ကိမ့်သွားတာ။လောကီမဟုတ်တော့ဘူး။လောကုတ္တရာမဲ့၈ပါးဝင်တဲ့မှာအပြည့်ကိမ့်နေတစ္ဆာလေးချက်တစ်ချိန်ဆိုင်ပြီးသွားတဲ့အတွက်သောတာပန်တီးတယ်။ကိလေသာကြတော့ဒိဋ္ဌိဝိဇိကိစ္စာတိလပဒပရမတာအပြီးပိုင်ပယ်လိုက်တာ ပုရုသင်တို့လိုမျိုး၅ပါးသီလကိုစောင့်ကျင်တဲ့အချိန်စောင့်တယ်မစောင့်ကျင်တဲ့အချိန်မစောင့်ဘူး၈ပါးသီလထိန်းနိုင်တဲ့အချိန်ထိန်းတယ်မထိန်းနိုင်တဲ့အချိန်မထိန်းဖို့ဘူး तू ကလိုက်ထိုင်းပဲလိုက်ထိုင်းဆိုတော့တသန်တရာလုံးနိဗ္ဗာန်မရောက်မချင်းရပြီးသွားပြီဒီရာကြီးကနိဗ္ဗာန်မရောက်မလို့မရောက်မချင်းဒီကိလေသာအပြီးပိုင်ပဲသွားတာဖြစ်တဲ့အတွက်ကြောင့်ဓမ္မဟုတ်ဓမ္မဟောဝေရခတိတိဓမ္မအစာလေတော့တရားကနေစောင်းသွားတာဖြစ်တယ်တရားကနေစောင်းလျှောက်သွားတာဖြစ်တဲ့အတွက်ဓမ္မကသူ့ကို အလိုလျောက်ကိုနတ်ပြည်ကိုပို့ပေးတာပဲဓမ္မကအလိုလျောက်သူ့ကိုနတ်ပြည်ကိုပို့ပေးလိုက်တာ လူပြည်ကိုပြန်လာဖို့လုံးဝမဖြစ်တော့ပြန်လဲမလာတော့သို့တော်တချို့တချို့သောစာတွေမှာတော့လာတရောင်ရောင်ရေးတာရှိတယ်တကယ်တော့မလာပါဘူးသောတာပန်ဒီသောတာပန်ရဲ့အကြီးအချင်းအရာနတ်ပြည်မှာပဲနေရပါတယ်အဲ့တော့အဲ့ဒီနတ်ပြည်မှာလဲချွင့်ချက်နေရကိုယ့်ရဲ့ဘဝနိကန်နိကာဇောတစ်ခုအရာနတ်ပြည်မှာအနေများတဲ့ဘုံဘဝကိုရောက်တယ်ဆိုကြပါတော့ ပါဠိထောက်ကဗိမိတာရမင်းဆိုရင်စုမာတဲ့နတ်ပြည်မှာနေတာများလို့စုမာတဲ့မှာပဲဖြစ်တယ်လို့ဒီလိုမျိုးစာမှာဆိုရယ်ဆိုတော့အဲ့ဒီစုမာတဲ့ကနေထပြီးတော့တာဝိနာစုမာတဲ့တာဝိနာယာမဒုတိတာနေမနာရီစသည်အဲ့ဒီကနေပြီးတော့ခဏဘဝပြီးတော့ဓမ္မအနာဂံဓမ္မကနေပြီးတော့ယဟန္တာပြီးတော့အဲ့ဒီကနေပြီးတော့နိဗ္ဗာန်ကိုဝင်ဆန်းတယ်ဒါတောရပိုင်းအရေးချင်းနောက်တစ်ချက်ကတောရမာနေမှာဘာတွေထပ်ပြီးတော့အရေးချင်းနေအကျိုးရသလိုရှိသေးလေလို့မေးရင် တော်ရမန်တီတိုင်းထန်တဲ့တကြိုင်နဲ့ဘဝအသင်ချီအနန္တကလှုပ်ခဲ့တဲ့ကိလေသာကိုကံမောက်တဲ့အကောင်းဆုံးပြတ်ထွက်သွားတာမရှိတော့ဘူးအဲ့တော့ဥမတန်မာဝရီတီဘဝတစ်ခုမှာပစ္စေကဗုဒ္ဓအောင်မိရှို့တတ်ခဲ့တယ်အဲ့ဒီတတ်ခဲ့တဲ့ကံတွေးကြောင့်အပယ်၄ပါးမှထောက်လျှောက်ခံပြီးတော့အဲ့ဒီအပယ်ကလွတ်တော်လဲကံတွေးအရာဘဝ900မိရှို့တတ်ခံရတယ် တကယ်လို့သာအရိယာမဖြစ်နေသေးရင်အဲ့ဒီကံတွေကခံနေအောင်ပါပဲသို့တော့ကုသိုလ်ကံထောက်မစွာနဲ့ဖះနဲ့လာတွေ့ပြီးတော့ဖះတရားကိုမဟုတ်ဘူးခုတ်ဆုပ်တရားရဲ့တရားကိုနားပြီးတော့သောတာပန်တီးပြီးတာနဲ့တပြိုင်နဲ့သူအဲ့တဘဝပဲမိရှုအသက်ခံရတယ်။ကြံတဲ့ကံတွေအကုန်လုံးအဟောတိကံဖြစ်နေပြတ်သွားတာ။နောက်ထပ်မိရှုအသက်ခံရမယ်ဘဝနောက်ထပ်သောကပိတိဝါနောက်ထပ်လူတွေနဲ့ပတ်သက်ပြီးတော့ခံစားရမယ်ဒုက္ခဒုက္ခသူ့မှာဘာမှမရှိတော့ဘူး။အပီးပိုင် မရှိတော့သူနတ်ပြည်ရောက်သွားတယ်နတ်သက်တန်စေတီဆိုကြပါတို့မြမတို့အနည်းငယ်ပြောရင်နတ်သက်တန်နှစ်သိန်းဆိုရင်အဲ့ဒီနှစ်သိန်းစေတီဒီအေးအေးချမ်းချမ်းလေးနေရမယ်။အိုတဲ့ဘောသဘောနားတဲ့သဘောသေးတဲ့သဘောတော့ရှိမယ်။သို့တော့အဲ့ဒီအိုးအချင်းနားချင်းသေးချင်းရတယ်။သေးတာနဲ့တပြိုင်တည်းသူကအထက်ဘုံကိုသွားမှဖြစ်တဲ့အတွက်ကြောင့်သူ့အတွက်တုံးလုံး၆ချားစရာဘာမှမရှိတော့ဘူး။အဲ့ဒါသောတာပန်လေးရဲ့အစဉ်ပဲ။ဆိုတော့ယင်း လူပြည်ပြန်ရောက်ခြင်းမရောက်ခြင်းဆိုတာတော့ဗန်မှာဘလို့မတွေးနိုင်တရားမရှိတော့ဘာလို့လဲဆိုတော့သူ့ရဲ့ဝင်းထဲကပယ်တတ်ထားတဲ့ကိလေသာကိုကငြိမ်းအေးသွားပြီတန်တရားမရှိတော့လူတွေမှာတန်တရားအများအများများတယ်လူတွေမှာဒိဋ္ဌိအများကြီးတယ်လူတွေမှာတိရပရပရမတများဆိုတော့ချူချပါလို့ဓာကုဝဏကုကြောင့်ဒါတိရပရပရမတပဲအကြောင်းကိစ္စတစ်ခုခုဖြစ်ရင်ကိုမိသားသူတဲ့တောင်မှတယောက်နဲ့တယောက်ကိုအထင်မြင်လွဲတာဒါတန်တရားပဲအထင်မြင်လွဲတဲ့တန်တရားဘာကြောင့်ရှိတာလဲလို့မင်းဒိဋ္ဌိကြောင့်ရှိတာ အဲ့ဒီသုံးချက်ကသောတာပန်ခလိကသာနိကပယ်တာမဟုတ်ဘူးအမြစ်ကနေအနုတယဘာအကုန်လုံးပယ်လိုက်တဲ့အတွက်ကြောင့်သူ့ထဲမှာတန်တရာရှင်ညံအလင်းဝင်သွားတာဒုက္ခသစ္စာအစစ်လို့ဆုံးဖြတ်ချက်ချပြီးတော့မဂ်ကင်ရှစ်ပါဝင်းထဲမှာအပိပိုင်လောကုတ္တရာမကြီးဝင်းထဲမှာဂိမ့်သွားတာဖြစ်တဲ့အတွက်ကြောင့်သောတာပန်တို့ရဲ့အကြီးအချင်းနဲ့ရပ်အပ်တဲ့စီတဲ့ဥစ္စာတည်နတ်ပြီပဲဒါဆိုဟုတ်ပြီနောက်တစ်ချက်ကနတ်ပြီရောက်သွားရင် နတ်တို့ရဲ့စီစဉ်ဟာပျော်ပါလွန်တဲ့အတွက်ကြောင့်သောတာပန်တရားကျင့်လို့ရပါမလားလို့မေးထားတာဒီရှိသေးတယ်။မဟုတ်ဘူး။ကိလေသာပယ်ထားတဲ့ပုဂ္ဂိုလ်အတွက်ဘယ်နေရာရောက်ရောက်ဒီတိုင်းသွားတယ်။ပုထုသင်မှာကြတော့ကိလေသာမပယ်ရသေးတဲ့အတွက်မြန်မာနိုင်ငံကနေတခြားနိုင်ငံရောက်သွားရင်တာယာရင်တာယာသလောက်ပြောင်းလဲသွားတာ။ဒါပုထုသင်တော်တဲ့ဗန်ကြတော့အပီးပိုင်ကိလေသာကိုပယ်ထုတ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်ဟိုဘက်မှာတရားမလုံးမအောင်ဘာမှမပူနဲ့တော့ အဲ့ဒါကြောင့်မလို့ဖြစ်ကြောတို့ငိမ့်လို့စိတ်ထွက်ရိတ်ကင်းချက်ချင်းကူပြက်မှုစုတိုးရွေဆိုင်လှိုင်လိုက်ဖို့ဆိုတာတော်တော်ပိုင်းအင်္ဂါ9ချက်ကဝင်းထဲကိုအပြိဝါကိန်းတဲ့အတွက်လုံးဝတရားမလုပ်ချင်မှာမပူပါနဲ့လုံးဝတရားမလုပ်ချင်မှာမပူပါနဲ့အဲ့ဒီမှာတရားဟောမဲ့ပုဂ္ဂိုလ်နော်တရားနာကျင်တဲ့စိတ်ကလည်းအဲ့ဒီမှာကံကြီးဆိုင်ကြီးဆိုတာအဲ့ဒါတော့လားအဲ့ဒီကနေတောက်လျှောက်သူကအလုတ်ကိုလှုပ်ရင်းနဲ့ပျော်ပျော်ပါးပါးအလုတ်လှုပ်ရင်းနဲ့ခုနကဘဝအတွင်းမှာ ရဟန္တာဖြစ်ပြီးတော့နိဗ္ဗာန်ဆံဝင်တာဒီတောတပန်တို့ရဲ့အရေးချင်းအင်္ကာနဲ့လက္ခဏာပဲဖြစ်ပါတယ်ဒါလို့ဆိုရင်တောတပန်နဲ့ပတ်သက်တဲ့မိဂွန်ပြည့်စုံနောက်ပြီလို့ထင်ပါတယ်အလုံးကျမ်းမှာချမ်းသာသာသနာပြုနိုင်ကြပါစေ